မင်္ဂလာပါခင်ဗျာ နောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်စိုက်ခင်တွေကတင်ဆက်ပေးမှာဖြစ်ပါတယ်ထရန့်ရဲ့ဂါဇာငြိမ်းချမ်းရေးအစီအစဉ်အကောင့်ထဲပေါ်ဖို့အစ္စရေးဟာမတ်တဆင့်ခံဆွေးနွေးပွဲကိုအီဂျစ်နိုင်ငံမှာကျင်းပနေပါတယ်ပြင်သစ်ဝန်ကြီးချုပ်ရဲ့အစိုးရအဖွဲ့အစ်ဟာခန့်အပ်ခံရပြီး14နာရီအတွင်းမှာပဲပြန်လည်နှုတ်ထွက်သွားခဲ့ပါတယ်ချက်သမရနိုင်ငံလွှတ်တော်ရွေးကောက်ပွဲမှာ ထရန့်ဝါဒီဘီလီယံနာတထေးကြီးအန်ဒရီဘာဘေးရဲ့အန်အိုပါတီကအနိုင်ရခဲ့ပါတယ် ဒီသတင်းတွေနဲ့အတူဂျပန်သမိုင်းမှာပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်သစ်ဖြစ်လာတော့မယ်ဆာနာရဲ့တာကာအီချီအကြောင်းလဲရှုစားကြရမှာဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကိုအကောင်အထည်ဖော်ဖို့ရည်ရွယ်ပြီးတော့အစ္စရေးနဲ့ဟာမတ်တဆင့်ငံဆွေးနွေးပွဲကိုအီဂျစ်နိုင်ငံမှာအော်တိုလာ6ရက်နေ့ကစတင်ကျင်းပနေပါတယ်။ဒေသစံတော်ချိန်နဲ့10နာရီမှာ ဟာမတ်ကာတာနဲ့အီဂျစ်တာဝန်ရှိသူတွေအကြားအကြိုဆွေးနွေးမှုပြုလုပ်ခဲ့ လို့သိရပါဗျာ။ထရက်အချက်20အစီအစဉ်ထဲမှာဂါဇာကကြံရှိတစားကန်အားလုံးတေးသေးရှင်းရှင်းပြန်လွှဲပေးဖို့နဲ့ဂါဇာအုပ်ချုပ်ရေးကိုပါလက်စတိုင်းလူမျိုးအရက်ဖက်ပညာရှင်တွေလက်ထဲလွှဲပေးဖို့ဟာမတ်ဘက်ကသဘောတူထားပါဗျာ။ဒါပေမဲ့လက်နက်ဖြတ်သိမ်းမှုလက်နက်ချဖို့ဆိုတဲ့အချက်နဲ့အနာဂတ်ဂါဇာဒေသအုပ်ချုပ်ရေးမှာ Hamas အဖွဲ့မပါဝင်ရဘူးဆိုတဲ့အချက်ပေါ်မှာတော့ တိုက်ရိုက်မတုံ့ပြန်ထားပါဘူးဟာမတ်ကိုယ်စားလှယ်အဖွဲ့ကိုခါလီအယ်ဟီယာကဥဆောင်ပြီးတော့ဒီပုဂ္ဂိုလ်ဟာကာတာမှာရှိနေတဲ့အချိန်ရှင်းလင်းမှုအစ္စရေးကပြီးခဲ့တဲ့လကဘုံကျဲတိုက်ခိုက်တာခံခဲ့ရဘူးသူဖြစ်ပါတယ်တမရထွန်းကတော့ငင်းကြီးအစီအစဉ်ရဲ့ပထမအဆင့်ကိုဒီတစ်ပတ်အတွင်းအပြည့်သက်အားလုံးအမြန်ဆုံးလှုပ်ဆောင်ကြဖို့တိုက်တွန်းထားပါတယ်ငင်းကြီးရဲ့အလားအလာကြောင့်အစ္စရေးရဲ့ငွေကြေးနဲ့စတော့ဈေးကွက်တွေမှာစံချိန်တင်မြင့်တက်လာခဲ့ပါတယ်ဒါပေမဲ့ ဝင်ကြီးချုပ်နေတိုင်ဟာဦးကတော့ပြည်တွင်းမှာကြီးမားတဲ့ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။သူ့ရဲ့လက်ရဇွန်မာမိတ်ဝင်ကြီးတွေကဂါဇာစစ်ပွဲသာရပ်တန့်မယ်ဆိုရင်အစိုးရကိုဖြုတ်ချမယ်လို့ချိန်ချောက်ထားပါတယ်။ဆွေးနွေးပွဲတွေပြုလုပ်နေပေမဲ့ဂါဇာမှာအစ္စရေးရဲ့တိုက်ခိုက်မှုတွေဆက်ရှိနေပြီးတော့24နှစ်အတွင်းတွင်မှာပါလက်စတိုင်း24ဦးသေဆုံးခဲ့တယ်လို့အော်တိုဝါလာ6ရက်နေ့အစောပိုင်းမှာအရက်ဖတ်ကာကွယ်ရေးအဖွဲ့တွေကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ြင်သစ်ဝင်ရုပ်သစ်စီဗက်ရှန်လာခေါ်နူးဦးဆောင်တဲ့အစိုးရသစ်ဟာခက်ခခံရပြီး၁၄နာရီတွင်းမှာပဲပြန်လည်နှုတ်ထွက်သွားခဲ့ပါတယ်။သူတာဝန်ယူလာ26ရက်ရှိပြီဖြစ်ပေမဲ့သူအစိုးရဖွဲ့သစ်ကတော့၁၄နာရီပဲခံခဲ့တာဖြစ်ပါတယ်။မဟာမိတ်တွေဘက်ကရောပြိုင်ဘက်တွေဘက်ကပါဒီအစိုးရဖွဲ့သစ်ကိုဖြုတ်ချမယ်လို့ဖိအားပေးခဲ့တာကြောင့်နှုတ်ထွက်ခဲ့ရတာဖြစ်ပြီးတော့ဒီမတည်မငြိမ်မှုကြောင့်ပြင်သစ်စတော်ဈေးတွေနဲ့ ယူရိုငွေတန်ဖိုးလဲထိုးကျသွားခဲ့ပါတယ်။လာကော်နူးဟာနှစ်နှစ်အတွင်းမှာဂျာဒူးကဆင်းပေခဲ့ရတဲ့၅ဦးမြောက်ဝန်ကြီးချုပ်ဖြစ်ပါတယ်။လက်ရဆောင်ဝါဒီ National Rally Party ကတော့လွတ်တော်ရွေးကောက်ပွဲ ခေါ်ယူဖို့သမရအီမန်နျူအယ်မက်ခွန်ကိုတိုက်တွန်းလိုက်ပါတယ်။သမရမက်ခွန်နဲ့နီးစပ်တဲ့မာမိတ်တူဖြစ်သူလာကော်နူးဟာနိုင်ငံရေးပါတီအများအပြားနဲ့ရက်သက်တပတ်အတန်ကြာညှိနှိုင်းခဲ့ပြီးအော်တိုဝလာ9ရက်နေ့မှာအစိုးရအသစ်အတွက် ဝန်ကြီးရခန့်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တရက်မခံပဲပြန်ပြိုလဲသွားတာဖြစ်ပါတယ်။၂020မှာ သမရမကွန်ပြန်အရွေးခံခဲ့ရပြီမဲ့လှုပ်တော်ထဲမှာတော့ဘဲပါတီဘဲမဟာမိတ်အုပ်စုကမှ လူများစုဖြစ်မနေသလိုသမရကရွေးချယ်ခန့်ရတဲ့ဝန်ကြီးချုပ်တွေလည်းကြာရှည်မခံတဲ့အတွက်ပြင်သစ်နိုင်ငံရေးအကြက်တဲနှဆိုင်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ပြီးခဲ့တဲ့နှစ်မှာ သမရမကွန်ကလွတ်တော်ရွေးကောက်ပွဲအချိန်ဆုံးကျင်းပခဲ့တဲ့အခါမှာလဲ ဘယ်ပါတီမှပြည့်ပြည့်သားသားမနိုင်ပဲနဲ့လွတ်တော်ဟာပို့ပြီးတော့အစိမ့်စိမ့်အမှောင်မှာဖြစ်လာခဲ့တာဖြစ်ပါတယ်ခင်ဗျာချက်သမရနိုင်ငံလွတ်တော်ရွေးကောက်ပွဲမဲ60ရာခိုင်နှုန်းကျော်ရည်တွက်ပြီးချိန်မှာထရန့်ဝါဒီလို့ကိုကိုကိုကျွေးကြော်ထားတဲ့ဝန်ကြီးချုပ်ဟောင်းဘီလန်နာတထေးကြီးအန်ဒရီဘာဘေးရဲ့လက်ရာရင်းအများကြိုက်ဝါဒီအန်နိုပါတီကအနိုင်ရခဲ့ပါတယ် ယူကရိန်းပေါ်စစ်ရဲအကူအညီပေးတာကိုစန့်ကျင်တဲ့ဘာဖြစ်အန်နိုပါတီဟာအော်တိုဝါလာ3ရက်နေနဲ့4ရက်နေမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာမဲ36ရာခိုင်နှုန်းကျော်အမှတ်နေရ80ရရှိခဲ့ပြီးတော့ဝင်ပြိုင်တဲ့ပါတီတွေမှာအများဆုံးရတာဖြစ်ပါတယ်ရွေးကောက်ပွဲရလဟာတမိုင်းဝင်ဖြစ်တယ်လို့ကြွေးကြော်ခဲ့ပြီးတော့မဲထက်ဝက်ကျော်မရပါဘဲလို့တပါတီရဲ့အစိုးရဖွဲ့စည်းသွားဖို့မျှော်လင့်တယ်လို့ဘာဘစ်ကပြောကြားခဲ့ပါတယ်အန်နိုပါတီရဲ့အသေးပဲရှိဟာ မကြေမနက်ဖြစ်နေကြတဲ့နိုင်ငံသားများအတွက်ဆောင်ရွက်ချက်ပါဒီလို့အဓိပ္ပာယ်ရတယ်လို့အတူကောက်အတန်ထွက်အန်နိုဆိုတာကလည်း yes လို့အဓိပ္ပာယ်ရပါတယ်လက်ရှိဝန်ကြီးချုပ်ပက်ထရာဖီယာလာဦးဆောင်တဲ့ဘူလက်ရရင်ညုံမောင်းကတော့မဲ22.400ခိုင်နှုန်းအထိပဲရရှိထားပါတယ်ချက်လွတ်တော်မှာအန်နိုပါတီနိုင်သွားတာဟာယူကရိန်းအတွက်ပြဿနာဖြစ်လာနိုင်တယ်လို့လေးလာသူတွေကသုံးသပ်ပါတယ်ဒါကြောင့်ဥရောပသမဂ္ဂမှာယူကရိန်းပေါ်ထောက်ပံ့ရေးနဲ့ ရုရှားပေါ်အရေးယူပိတ်ဆို့ရေးစန့်ကျင်တဲ့နိုင်ငံတွေထဲမှာဟန်ဂရီနဲ့ဆလိုဗက်ကီးယားအပြင်ချက်နိုင်ငံမှာပါဝင်လာတော့မယ်လို့သုံးသပ်နေကြပါတယ်ခင်ဗျာအမေရိကန်ကသာထိုမဟော့တာဝေးပြဒုံးကြီးတွေယူကရိန်းအတွက်ထောက်ပံ့ပေးမယ်ဆိုရင် မော်စကိုနဲ့ဝါရှင်တန်ကြားဆက်ဆံရေးကိုပြတ်ပြားစေလိမ့်မယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကတတိပေးလိုက်ပါတယ် တစ်ဖက်မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကငြိမ်းချမ်းရေးမယူလို့တဲ့ပူတင်ပေါ်စိတ်ပြက်မိသလိုရုရှားကိုလည်းစက်ကူကြအဖြစ်ဝေဖန်ထားပါတယ်။ဒါကြောင့်ရုရှားရဲ့ယူကရိန်းပေါ်ရှေ့တိုးသိမ်းပိုက်နေမှုကိုမတားဆီးနိုင်တဲ့နေတိုးအုပ်စုကသာစက်ကူကြမဟုတ်ဘူးလားဆိုပြီးတော့ပူတင်ကမေးခွန်းပြန်ထုတ်ခဲ့ပါတယ်။အမေရိကန်ဒူးသမ္မတ JD Vance ကမော်စကိုအပါအဝင်ရုရှားအတွင်းပိုင်းထိပြစ်ခတ်နိုင်မဲ့ Tomahawk ဒုံးကျည်တွေထောက်ပံ့ပေးဖို့ ယူကရိန်းရဲ့တောင်းဆိုမှုကိုလက်ခံစဉ်းစားနေတယ်လို့ပြောထားပါတယ်။ဒီသတင်းမှာအကုန်ရုရှားရဲ့ drone တွေဒုံးကျည်တွေနဲ့နောက်ဆုံးတိုက်ခိုက်မှုအတွက်မှာယူကရိန်းနိုင်ငံတော်ကလူငါးဦးသေဆုံးခဲ့ပြီးတော့တက်စစ်မီးပါနေရာချို့မှာပြတ်တောက်နေတယ်လို့သမ္မတဗိုလ်လိုဒီမာဇယ်လန်စကီကအတည်ပြုပါတယ်။အိန္ဒိယပိုလန်နိုင်ငံမှာတော့လေပိုင်နဲ့ဘေးကင်းလုံခြုံအောင်တိုက်လေရင်တွေအရေးပေါ်ပြန်တက်ခဲ့ရတဲ့ပြင် မာမိတ်လေရင်တွေပါဖန့်ကျက်ထားတယ်လို့ဆိုပါတယ်။ယူကရိန်းလေတပ်ရဲ့ထုတ်ပြန်ချက်အရရုရှားဘက်က ဒုံးကြီးအစင်း90ကျော်နဲ့တိုက်ခိုက်ရေးဒရုန်းအစင်း900လောက်ကိုအသုံးပြုခဲ့တယ်လို့သိရပါဗါး2022ခုနှစ်မှာရုရှားရဲ့အလုံးစုံကျူးကျော်မှုစတင်ပြီးချိန်ကတည်းကယူကရိန်းရှေ့ပိုင်းဒွန်ဘတ် area အများစုပါဝင်လူဟန်စ်နဲ့ဒေါ်နက်စ်စတဲ့ဒေသတွေကိုပါတိမ့်ပိုက်နိုင်ခဲ့ပါဗါး2014ခုနှစ်မှာတိမ့်ပိုက်ခဲ့တဲ့ခရိုင်းမီးယားကျွန်းဆွယ်အပါအဝင်ယူကရိန်းပိုင်နဲ့၅ဘုံတဘုံအထိရုရှားကထိန်းချုပ်ထားတာဖြစ်ပါတယ်ခင်ဗျာ။ ဧဝရတောင်တိဘက်တောင်ဆောင်ဘက်ချမ်းမှာနှင်းမုံနိုင်ကြောင်တောင်တက်သမားယာနေချီပိတ်မိနေပါဗါးလူ200ကျော်ကိုကယ်ဆယ်နိုင်မှုကြိုးပမ်းနေစေဖြစ်ပြီးတော့ပိတ်မိနေသူအလုံးနဲ့အဆက်အသွယ်ရထားပြီလို့တရုတ်နိုင်ငံပိုင်းမီဒီယာတွေကအော်တိုဝါလာ6ရက်နေ့အစောပိုင်းမှာဖော်ပြပါဗါးတောင်တက်သမား350လောက်ကိုတော့ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးနိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါဗါးတရုတ်နိုင်ငံရဲ့ရွှေရောင်သတင်းပတ်လို့ခေါ်တဲ့ရှစ်ရက်ကြာတိုင်းနိုင်ငံလုံးအားလိုက်ရဲ့အစမှာပဲခီးတော်တွေအများပြား ရောက်ရှိနေတဲ့အချိန် နှိမ့်မုံတိုင်းမိခဲ့တာဖြစ်ပါတယ်။အခုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေရာဟာအေဝရတ်တောင်ရဲ့အရှေ့ဘက်မျက်နှာစာကိုဥတီနေတဲ့ခါမာတောင်ကြားဒေသဖြစ်ပြီးတော့တောင်တက်လမ်းကျမ်းသွားခီးသွားတွေကြားထဲမှာရေဝန်းစားရဲ့နေရာတစ်ခုဖြစ်ပါတယ်။အယ်ဘူကာဂီအပြည်ပြည်ဆိုင်ရာမိဘုံမြန်ပွဲတော်ကြီးကိုအော်တိုဘားလ၄ရက်နေ့ကနေ၁၂ရက်နေ့ထိ၈ရက်ကြာကျင်းပပြုလုပ်နေပါတယ်။1992ခုနှစ်မှာစတင်ကျင်းပခဲ့တဲ့ဒီပွဲတော်ဟာ ကမ္ဘာအကြီးအမားဆုံးမီးဝုန်းမြန်ပွဲတော်ဖြစ်လာခဲ့တယ်လို့ပွဲစီစဉ်သူတွေကဆိုပါတယ်53ချိန်မြောက်ဒီပွဲတော်မှာပါဝင်ခဲ့ကြတဲ့မီးဝုန်းမြန်ရာနဲ့ချီပြီးတော့ကောင်းကင်ရံတစ်ခုလုံးကိုအယောင်သွေးစုံလင်စွာနဲ့လွှမ်းခြုံနိုင်ခဲ့ပါတယ်မနက်ပိုင်းမှာ mass ascension ဆိုတဲ့အစုလိုက်အပြုံလိုက်လှုပ်တင်မှုကိုပြုလုပ်ခဲ့ကြပြီးတော့မီးဝုန်းမြန်အလုံးပေါင်း900ကျော်ပါဝင်ခဲ့ပါတယ်ဒါဟာအမေရိကန်နိုင်ငံ New Mexico ပြည်နယ် Albuquerque မှာနှစ်စဉ်အော်တိုဘာလပထမအပတ်မှာကျင်းပလင်ရှိတဲ့ ပွဲတော်ဖြစ်ပါတယ်ခင်ဗျာဂျပန်နိုင်ငံတမိုင်းမှာပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်လာတော့မယ်ဆာနာအဲတာကာအီချီကြောင်းဆက်လက်တင်ဆက်ပေးပါမယ်ကိုဇင်နီရှင်ဂျီရိုကွန်11票高市早苗君をもって当選者と決しました ဆန္ဒရဲ့တာကာအီချီဟာပြည်ထောင်ဝန်ကြီးချုပ်ဟောင်းမာဂရက်တချာကိုအားကျသူဂျပန်ရဲ့တမ်နီလေဒီဖြစ်ဖို့ရည်မှချက်ထားသူဖြစ်ပါတယ်။အရင်ကခေါင်းဆောင်နေရာရွေးပွဲနှစ်ကြိမ်အရင်းနှိမ်ဘူးခဲ့တဲ့အသက်64နှစ်အရွယ်တာကာအီချီဟာပြီးခဲ့တဲ့စက်တင်ဘာလ28ရက်နေ့မှာအာနာယလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP ရဲ့ခေါင်းဆောင်ဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ဒါကြောင့်မကြာမီမှာဂျပန်ဝန်ကြီးချုပ်နေရာတာဝန်ယူရတော့မှဖြစ်ပြီးတော့ ဒါအမျိုးသားဥဆောင်မှုများတဲ့ဂျပန်သမိုင်းမှာ အစင်လာချိုးပြနိုင်တဲ့သမိုင်းပြောင်းဖြစ်စဉ်လို့ဆိုနိုင်ပါတယ်။ဒါပေမဲ့ heavy metal ဒရန်သမားတူဘွားကနေအမျိုးသားရေဝါတီတူဖြစ်လာတဲ့သူ့ရဲ့ဘွားခီးဟာတမျိုးကြမဟုတ်ခဲ့သလိုသူရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေဟာလည်းကြီးကြီးမားမားရှိနေပါတယ်။တာဂါအီချီကို1960ခုနှစ်ကနာရာမြို့မှာမွေးဖွားခဲ့ပြီးတော့ဖခင်ကရုံးဝင်တန်းမိခင်ကရဲအရာရှိဖြစ်ပါတယ်။ heavy metal drum တီးတာကိုဝါသနာအကြီးခဲ့ပြီးတော့ပွဲတွေမှာ drum တို့အပိုဆောင်ရလေးရှိတဲ့အတီးကြမ်းလွန်းတဲ့သူဖြစ်ထင်ရှားပါတယ်။ရေငုတ်တာနဲ့ကားမောင်းတာကိုလည်းဝါသနာပါသူဖြစ်ပြီးတော့သူစီးခဲ့တဲ့ Toyota Supra ကားကို Nara မြို့ပြလိုက်မှာပြသထားပါတယ်။နိုင်ငံရေးစိတ်သက်ကတော့1980ပြည့်လွန်နှစ်ဒီမှာမှငိုကြလာခဲ့တာဖြစ်ပါတယ်။ American Congress အမတ်တဦးရဲ့ရုံးမှာအလုပ်လုပ်ရင်းနဲ့ ဂျပန်အပေါ်မှာအမေရိကန်တွေရဲ့အမြင်တွေကိုသူမကြည်မနှက်ဖြစ်ခဲ့ပါတယ်ဂျပန်နိုင်ငံဟာကိုယ့်ကိုယ်ကိုမကာကွယ်နိုင်တဲ့နိုင်ငံရဲ့ကံကြမ္မာဟာတခြားသူတွေရဲ့လက်ထဲမှာပဲအမြဲရှိနေလိမ့်မယ်လို့ကောက်ချက်ချခဲ့ပါတယ်အဲဒီနောက်ဂျပန်ကိုပြန်လာပြီးတော့လွှတ်တော်ရဲ့ဝင်ဖို့ကြိုးစားရမှာပထမတစ်ချိန်ရှုံးနေခဲ့ပေမဲ့1993ခုနှစ်မှာအမတ်ဖြစ်လာခဲ့ပါတယ်အဲဒီနောက်ပိုင်းအမတ်ဖြစ်10ချိန်ရွေးကောက်ခံခဲ့ရပြီးတော့တစ်ချိန်သာရှုံးနေခဲ့ပူပါတယ်ဆယ်စုနဲ့3ခုကျော်အတွင်းမှာ ပါတီအတွင်း အပြောဆိုအပွင့်လင်းဆုံး conservative တွေကတူအဖြစ်နာမည်ရလာခဲ့ပါတယ်။ကွယ်လွန်သူဝန်ကြီးချုပ်ဟောင်းရှင်စုအာဘေးရဲ့တပည့်ရင်းဖြစ်ပြီးတော့ပြည်ထောင်ဝန်ကြီးအပါဝင် အစိုးရထိတ်တန်းရာထူးရဲ့မှာတာဝန်ယူခဲ့ဘူးသူဖြစ်ပါတယ်။ဖက်ဆန်ဂိုဇိုင်းမတ်။ဆေးရာဇဝတ်ကောင်တွေအပါဝင်ဂျပန်ရဲ့စစ်ပွဲတွင်ကြာဆုံးသူတွေကိုဂုံပြုတ်ထားတဲ့အငင်းပွားဝယ်ဟာရာစုကူနီဂူဘိမှန်ကိုပုံမှန်တွားရောက်လို့ရှိပြီးတော့နိုင်ငံရဲ့စစ်တပ်အားကောင်းအောင်လှုပ်ဆောင်မှု အမြဲတောင်းဆိုနေသူဖြစ်ပါတယ်။သူ့ရဲ့လူဝဲဆိုင်ရာအမြင်တွေကလည်းတင်းမာတဲ့သဘောထားမျိုးရှိပါတယ်။လိန်တူထိမ်းများမှုကိုစန့်ကျင်သလိုအမျိုးသမီးတွေလက်ထပ်ပြီးတဲ့အခါမှာမူလမျိုးရိုးနာမည်ကိုဆက်သုံးခွင့်ပြုတာတွေကိုစန့်ကျင်သူဖြစ်ပါတယ်။ဒါပေမဲ့နောက်ပိုင်းမဲဆွယ်ပွဲတွေမှာတော့ပိုပျော်ပြောင်းတဲ့သဘောထားအမြင်ကိုထုတ်ဖော်ပြောခဲ့ပါတယ်။ကလေးထိန်ဈေးတွေကိုအခွန်တစ်စိတ်တစ်ပိုင်းတတ်တာဝင်ပေးဖို့ဂရီးပြုခဲ့သလိုကုမ္ပဏီအတွင်းမှာကလေးထိန်ဝန်ဆောင်မှုဖန်တီးပေးထားတဲ့ ုမ္ပဏီတွေဆိုရင်အခွန်လျှော့ပေါ်ပေးဖို့အဆိုပြုခဲ့ပါတယ်။သူ့ရဲ့မူဝါဒအဆိုပြုချက်တွေဟာမိသားစုနဲ့ကိုတွေ့အတွေ့အကြုံတွေပေါ်မှာအခြေခံထားတာဖြစ်ပြီးတော့အဲ့ဒီအထက်မှာအမျိုးသမီးကျန်းမာရေးအတွက်စေရုံဝန်ဆောင်မှုတွေတိုးချဲ့တာအိမ်တွင်းအကူဝန်ထမ်းတွေကိုပိုပြီးတံပိုးထားအတိမတ်ပြုတာနဲ့တကြီးရွယ်တွေများလာတဲ့ဂျပန်လူမှုအဖွဲ့အစည်းအတွက်စောင့်ရှောက်မှုပုံစံတွေပုံမကောင်းမွန်အောင်လှုပ်ဆောင်တာတွေပါဝင်ပါတယ်။မာဂရက်တာချာကိုအားကြလေးစားသူဆိုပေမဲ့သူ့ရဲ့မူဝါဒအစီအစဉ်ကတော့ တချာရဲ့မူဝါဒတွေနဲ့လုံးဝစန့်ကျင်နေပါတယ်။ဗန္ဒာအေးဆိုင်ဟာစီကံတင်းကျပ်မှုတွေအစားအာဘီနော်မစ်လို့ခေါ်တဲ့အစိုးရအတုံးစိတ်အများပြားတုံးဆွဲပြီးတော့ချင်းွယ်တုံုံနဲတဲ့ဝန်ကြီးချုပ်ဟောင်းရှင်စိုးအာဘေးရဲ့မူဝါဒကိုပြန်အသက်သွင်းကျင်နေပါတယ်။ဒီလားလာကြောင့်ဂျပန်စတော့ဈေးွက်တွေမြင့်တက်လာပြီးတော့ရန်ငွေတန်ဖိုးကတော့ကျဆင်းသွားခဲ့ပါတယ်။သူ့ပါတီပေါ်ထောက်ခံသူအချို့အစွန်ရောက်လက်ရရင်ပါတီတွေစီဗတ်ပြောင်းသွားကြချိန်မှာဒီမဲဆန္ဒရှင်တွေကိုပြန်ရဖို့တခါအစ်ချီပေါ် LDP ပါတီကလောင်ကြီးထပ်လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ဒီရွေးချယ်မှုကပဲပုတ်တိုက်မှုတွေကိုစတင်ဖြစ်ပေါ်စေခဲ့ပါတယ်။ LDP ရဲ့မာမိတ်ညွန်ပေါင်းခိုမေတိုးပါတီကတော့တခါအစ်ချက်တင်းမာတဲ့ရည်တည်ချက်တွေဟာမာမိတ်ဆက်ဆံရေးကိုထိခိုက်စေနိုင်တယ်လို့သတိပေးထားပါတယ်။ LDP ပါတီဟာတွတ်တော်နှစ်ရက်စလုံးမှာအမတ်နေရာအများစုရထားပေမဲ့ထက်ဝက်မကျော်တဲ့အတွက်ညွန်ပေါင်းအစိုးရဖွဲ့ထားတာဖြစ်ပါတယ်။ဒါကြောင့်စီးပွားရေးနှေးကွေးမှုလူရဲကြာဆင်းမှုနဲ့ အိန္ဒိယနိုင်ငံနေနဲ့တင်းမာမှုတွေမြင့်တက်နေချိန်မှာညောင်မောင်းဆိုးအတွင်းပြေလည်မှုမရရင်ဥပဒေပြုတ်ရေးမှာမတိုးတာမဆုတ်တာဖြစ်လာနိုင်ပါတယ်။ဆန္ဒရဲ့တာကတ်အချီကိုအော်တိုဝါလာ15ရင်းနေ့ကြရင်လွှတ်တော်ကဂျပန်သမိုင်းရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်ရွေးကောက်တင်မြှောက်ပေးဖို့တေချာတော့ရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ပြီးတော့ကာလာရှိတာဝန်ယူနိုင်စွမ်းရှိမှရှိကိုတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ ကမ္ဘာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုင်းခင်တွေပါ